ဒီလိုဖះလောင်းတော့တောထွက်လာခဲ့တယ်ဆိုတာအသေးစိတ်ဖော်ပြထားခြင်းမရှိပြီမဲ့လို့မဟာသစ္စကတုတ်တံမြတ်စွာဘုရားကိုယ်တိုင်ပြန်ပြီးတော့ဇာကျောင်းပြန်ပြီးတော့ပြောထားတဲ့စကားတွေရှိတယ်ခုခေတ်နေနဲ့ပြောမယ်ဆိုရင်အော်တိုဘိုင်ယိုဂရဖီလို့ပြောဘုရားကိုယ်တိုင်ပြန်ပြောတာ အထကရာတွေကဖွင့်ပြီးတော့ရေးတဲ့စကားမဟုတ်ဘူးဖះကိုယ်တိုင်ပြန်ပြီးတော့ပြောထားတဲ့စကားရှိတယ်သူသန္တနာပေါင်းဝင်လာတဲ့အရွယ်နဲ့ဒီရန်ဖြစ်လာပုံအချင်းရာပြောပြထားတယ်အဲ့ထင်မယ်တစ္ဆကကြီးနဲ့တွေ့တဲ့အချိန်မှာပြန်ပြီးတော့ပြောထားတာအဲ့ပြန်ပြောတဲ့ထဲမှာဘာပါလာတော့ပြန်ပြောပုံလေးကိုပြန်ကြည့်မယ်ဆိုရင် သူဟာတရားဓုတရားမြတ်မရခင်အချိန်တရားဓုတရားမြတ်ကိုရှာပွေးနေတဲ့မင်းသားဘဝမှာတဲ့ဘာစဉ်းစားမိတုံးဆိုတော့တမ္ပါတော်ခရဝတော်မိသားစုနဲ့နေတဲ့ဘဝဟာအလွန်ကျဉ်းမြောင်းတယ်ကြက်တဲတယ်ကျဉ်းကြက်တယ်မွန်ကြက်တယ်ပေါ့မိသားစုကိစ္စတွေဟိုကိစ္စဒီကိစ္စတွေနဲ့ မွန်းချက်တယ်တရားအားထုတ်ဖို့အခွင့်အရေးမရှိဘူးလွတ်လွတ်လပ်လပ်စဉ်းစားဖို့အခွင့်အရေးမရှိဘူးရစာပထောလောဘတွေဖြစ်ရတယ်ဒေါသတွေဖြစ်ရတယ်ကိလေသာတွေဖြစ်ရတယ်မိသားစု life ဆိုတာမွန်းချက်နေတာပဲအဘောကတော့ပပိစ္ဆာယဟံဘဝတိတာလင်းတကယ်ကိုလွင်မြင်ကြီးပဲလွတ်လပ်တယ်လို့ဆိုတာ လွင်ပြင်ကြီးနဲ့အလားတရာတူတယ်။နာယိတံသူကရံအဂါရံအစ္ဆဝတ္တတာမိသားစုဘဝနဲ့နေတဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ဟောဒီဗြမစရိယဆိုတဲ့မြင့်မြတ်တဲ့အချက်ကိုကျင့်ဖို့ဆိုတာပြည်ပြည်ဝဝချင်းဖို့ဘလို့မှမလွယ်ကူဘူးပြည်ပြည်ဝဝချင်းဖို့မလွယ်ဘူးဒါကြောင့်မို့လို့ဆံမုတ်စိတ်ရိပ်ပယ်ပြီးတော့ ဟန်ရီဆုံးတဲ့အဝတ်သင်္ကန်းကိုဝှယုံပြီးမိသားစုဘဝကနေပြီးမိသားစုနဲ့မနေတဲ့ဘဝကိုပြောင်းရရင်ကောင်းမှာပဲဆိုတဲ့အတွေ့အသူပေါ်လာခဲ့ဘူးတယ်လို့ဟုတ်ဒါကဖခင်ကိုယ်တိုင်ပြန်ပြီးတော့မိန်ချတဲ့စကားတစ်ခုအဲ့ဒါလို့တွေးပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်ဒေါထွက်ခန်းဆိုပြီးတော့ဘုရားဝင်နေမှာရေးတာပေါ့ဒေါထွက်တယ် တော်ထွက်တယ်ဆိုတာ renounce လုပ်တာပဲမိသားစုဘဝကိုဆွန့်လိုက်တယ်စီးပွားဥစ္စာတွေအလုံးကိုဆွန့်လိုက်တယ်အခွင့်အရေးတွေအလုံးကိုဆွန့်တယ်ဆွန့်ပြီးတော့တရားဓမ္မရှာဖွေမယ်ငြိမ်းချမ်းတဲ့ဘဝကိုရှာဖွေမယ်အမှန်တရားတွေကိုသိအောင်ကြိုးစားမယ်ဆိုတဲ့ဘဝမျိုးထွက်ခွာလာအဲ့ဒီမှာမြတ်စွာဘုရားက သူသာသနာပေါင်းဝင်ရောက်လာပုံရဟန်းပြုလာပုံနဲ့ပတ်သက်ပြီးဆက်ပြီးဗာပြောတော့ဆိုအကာမကန္နံမာတာပိတုနံအတုမုခန္နံရုထံတာနံဆိုတဲ့စကားလေးပါအကမကနာမတာပိတုနမိဘတွေကသူ့ကိုသင်္ကန်းမိုးစေခြင်းမူဘုန်းကြီးမဖြစ်စေခြင်းမူလိုလားမှုမရှိဘူး ဒီဘဝမျိုးမိဘတွေကမကြိုက်ဘူးအဲ့ဒီမလိုလားတဲ့မိဘတွေဟာအတုမုခညဏမမြဲရည်တွေနဲ့ရုထန္တနှုတ်ကလည်းထုတ်ပြီးတော့အတန်ထွက်ပြီးတော့ငိုကြွေးနေကြတားလေးဒီလိုလှုပ်သွားတာကိုမကျေနပ်နိုင်ကြဘူးအဲ့ဒီလိုငိုကြွေးနေတဲ့အချိန်မှာပဲ စံမုတ်စိတ်ပဲပြီးသင်္ကန်းဝတ်ခဲ့တယ်လို့မြတ်စွာဘုရားဒီလိုပြန်ပြောတာဒီနေရာလေးမှာနိုင်ငံသားသားဆက်ဖတ်တဲ့ပုံကိုယ်တွေကမြန်မာတွေတွေးတယ်လို့မတွေးဘူးမြန်မာတွေကတော့ထက္ကရာဆရာတွေရှင်းလင်းချက်အတိုင်းဘုရားလောင်တော်ထက်တဲ့ဟာဒီညာကြီးတကောင်တိတ်တိတ်ထွက်လာတာဆိုတော့မိဘတွေငိုးနေတော့ထွက်လာတာမဟုတ်ဘူးသူတို့က မိဘတွေငိုနေတုံးထွက်တာမဟုတ်ဘူးညာကြီးထွက်တာလည်းမဟုတ်ဘူးမိဘတွေငိုနေတုံးအိမ်ကနေဇွတ်ထွက်လာတယ်လို့သူတို့ကဒီလိုယူဆတယ်ဒီစာပိုက်ကြည့်မယ်ဆိုရင်လည်းပဲအဲ့ဒီပုံစံမျိုးဖြစ်တယ်ပေါ့သို့တော်လည်းပဲဖြစ်နိုင်တာဖះလောင်ထွက်သွားတယ်ဆိုတာမနဲ့သိလိုက်တဲ့အချိန်မှာသူတို့မဖြစ်စေချင်တာဖြစ်လို့မိဘတွေဟာငိုချမ်းရစ်တယ်လို့ဒီလိုလို့ပြောလို့မရဘူးလားဆိုရတယ် ရသကောင်ကပျောက်သွားတဲ့သားကလေးမနဲ့မိုးလင်းတဲ့အခါမိဘတွေဟာငိုကြွေးဒီနေရာမှာလဲမာတာပိတုနံဆိုတော့တစ်ဖက်ကကြည့်မယ်ဆိုရင်မေတော်ကြီးမရှိတော့ဘူးဖွားပြီးတော့ခொနည်းရဲ့အရာမှာပဲမေတော်မာယာနိုင်ရဆန်သွားတယ်သို့တော်ဒီစာပိုက်မှာမိဘနှစ်ပါးငိုကြွေးနေထုံးသင်္ကန်းဝုတ်ခဲ့တယ်ဆိုစကားအရာပြောမယ်ဆိုရင် မယ်တော်ကြီးရှိနေသေးတယ်လို့တချို့ကတွေးကောင်းတွေးပြီးလိုက်တယ်။သို့တော်လည်းမိတွေးတော်ခေါ်ရမီဟာမယ်တော်အရာမှဖြစ်လို့စကားပြောယူပြောစဉ်အတိုင်းမလိုလားတဲ့မိဘတွေမျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့အချိန်မှာသာသနာပေါင်းဝင်လာတယ်။ဆိုလိုတာကမိဘတွေကသင်္ကန်းမိုးစီခြင်းလို့အချိန်ချင်းတားခဲ့တယ်။အချိန်ချင်းတားတယ်လေ။ ကျင်ကျင်တားတဲ့ဂျားတဲ့ကပဲတိတ်တဆိတ်နန်းတော်ကထွက်သွားတာကိုအဲ့ဒါကြောင့်မလို့ဒီစကားမျိုးကိုဒီလိုပြောတာအတိပဲယူရမှာကမိဘတွေကအကျင်ကျင်တားပြီးမလိုလားတဲ့သာသနာပေါင်းဝင်ရောက်ပြီးဘုန်းကြီးဝတ်သွားတာကိုမလိုလားတဲ့အချိန်မှာပဲသာသနာပေါင်းဝင်ပြီးတော့ရမ်းခံခဲ့တယ်လို့ရမ်းဖြစ်ခဲ့တယ်လို့ဒီလိုအတိပဲယူရမှာပဲအဲ့လိုအတိပဲ ယူမယ်ဆိုလို့ရှိရင်တော့မှန်ကန်တဲ့အထိပယ်ကိုရနိုင်ပါတယ်။ကောင်းပြီအဲ့ဒါလို့ရဟန်းဖြစ်လာပြီးတဲ့နောက်မှာဘာလုပ်လဲဆိုပပ္ပစီတောတမနောယဟန်ဖြစ်လာပြီးတဲ့နောက်မှာကိဉ္ကုတလခဝေတိအပြစ်ကင်းတဲ့ကုသိုလ်တရားဆိုတာဘယ်ဟာလဲဆိုတာလေ့လာ ငါတဏ္ဏမှာဖြစ်လာမယ်ဆိုလို့ရှိရင်အပြစ်ကင်းတဲ့ကုသိုလ်တရားတွေဟာဘာတွေလဲလို့ဆိုတာရှားဖွေဖို့အနုတ္တရံတန်တိဝရပဒံပရိယေတမာနောတောထွက်လာပြီးတဲ့နောက်မှာရှားဖွေတာလိလတာစူးစမ်းတာဘာလဲလို့ဆိုရင် ဘယ်ဟာကုသိုလ်တရားလဲဆိုတာကိုရှာဖွေလေ့လာတယ်။အလွန်မြင့်မြတ်တဲ့အငိမ့်တက်အတုမဲ့အငိမ့်တက်ဆိုတာဘယ်ဟာလဲလို့ဆိုတာရှာဖွေတယ်။အဲ့ဒီရှာဖွေဖို့အတွက်မိသားစုဘဝကိုစွန့်ပယ်ပြီးတော့မိသားစုနဲ့ကင်းပြီးလွတ်လပ်တဲ့ယဟန်ဘဝကိုကူးပြောင်းခဲ့တာလို့ဒါမြတ်စွာဘုရားကိုယ်တိုင် တစ္ဆကရင်းနဲ့တွေ့တဲ့အခါမှာပြန်ပြောတဲ့စကားလေးပေါ့အဲ့ဒီလိုနဲ့ဝတ်လာတဲ့အခါမှာဘယ်လိုအချိန်ဝတ်လာတုံးလို့ဆိုအရွယ်အနေနဲ့ဖော်ပြတဲ့အခါမှာခေါနာလိုသင်္ကန်းဝတ်ဖို့အချိန်ချင်းစဉ်းစားတယ်မိဘတွေမလိုလားတဲ့အလုပ်ကိုနောက်ပိုင်းမှာအောင်အောင်မြင်မြင်ဆွတ်လုပ်လာတယ်အဲ့ဒီအချိန်မှာ ဒဟရောဝတမနောအရွယ်ကအမတမငယ်သေးတယ်တုတုနုနုပြိုပြိုပဲရှိသေးတယ်ကာလခေတောသဘင်ကအနက်ပဲရှိသေးတယ်ဆိုခုခေတ်လူတွေတော့အယောင်ဆိုးပြင်လိုက်တာနက်မနက်တော့နော်ကာလခေတောနက်မှောင်တဲ့သဘင်ရှိနေတဲ့အချိန်ဘတ်ထရေနာယုဗနေနာအရွယ်ကောင်းတဲ့အချိန်လေးမှာ29နှစ်ပဲရှိသေးတာဟုတ် အရွယ်အလွန်ကောင်းပြီးတော့နော်ပထမေနဝရတာလူရဲ့အရွယ်သုံးပါပေါင်းလိုက်လို့ရှိရင်ပထမအရွယ်မှာပဲရှိသေးတယ်အဲ့တော့ပထမအရွယ်ဆိုတာ33နှစ်ထိအောင်ပထမအရွယ်လို့ခေါ်တယ်နောက်ထပ်ဒုတိယ33နှစ်ကြတော့66နှစ်ထိပေါ့ဒုတိယ33နှစ်ကဒုတိယအရွယ်66နှစ်ကနေ68နှစ်ကနေပြီးအထက်ကြတော့တတိယအရွယ်လို့ဒီလိုသတ်မှတ်တယ် တရားရန်ကိုသုံးပိုင်းပိုင်လိုက်တာ33 33သုံးခုစီပိုင်လိုက်တဲ့အခါကျတော့လာတရားပြေးဖို့တစ်ခုပဲလိုတာကိုအဲ့ဒါလို့လူတွေရဲ့အရွယ်၃မျိုးကိုပိုင်ထားတဲ့ထဲမှာဖះလောင်တောထွက်ပြီးတော့ယဟန်ပြုခဲ့တာပထမအရွယ်ပဲရှိသေးတယ်ဆိုတာမြတ်စွာဘုရားကိုယ်တိုင်သူ့ဘဝစာကြောင်းကိုပြန်ပြောတဲ့ထဲမှာဒါပါတယ်ပေါ့ပထမေနဝယတာ ထမအရွယ်မှာပဲမိဘတွေက မလိုလားတဲ့အလုတ်တစ်ခုကိုသူဟာလှုပ်လာခဲ့တယ်လို့သူပြောတာအဲ့ဒါလို့လှုပ်ပြီးတဲ့အခါရဟန်းဘုရားလည်းရောက်ရောကုသိုလ်ဆိုတာဘာလဲအပြစ်ကင်းတဲ့တရားဆိုတာဘာလဲအမျက်ဆုံးငြိမ်းချမ်းမှုဆိုတာဘာလဲဆိုတာဒီနှစ်ခုကိုစူးစမ်းလေ့လာတယ်